ကပောက်ခေါမှုပေါ်ကလိဝက်စန်းကျဲတိဘက်ဒေသဟီးမွေနာတောင်တန်းကြီးရဲ့ရင်ခွင်ထဲမှာခူအောင်းနေတဲ့တိန်နီနဲ့ရှင်ပြိုင်မြန်မာရဲ့ဂုံးပြင်းမြင်တစ်ခုဒါဟာကပောက်ခေါမှုလို့တင်စားခေါ်ဝေါ်ခံရတဲ့တိဘက်ဒေသပါပဲဒီနေရာဟာရင်သက်ရှူမော့ပဲတဘာဝအလားပါရီထူးခြားတဲ့ရင်ကျေးမှုတလေတွေလိဝက်စန်းကျဲတဲ့သမိုင်းကြောင်းနေနဲ့ပြည့်နှက်နေပါရီတိဘက်ဟာပထဝီဝင်အရအလွန်ထူးခြားပါရီကပောက်အမြင့်ဆုံးအေဝရက်တောင်ထိပ်ကဒီဒေသမှာတည်ရှိသလိုကပောက်ပေါ်မှာအနက်ဆိုင်ဆုံးကျောက်ကပောက်ကြီးဖြစ်တဲ့ ရာလူကြံဘူးကြောက်ကပားကြီးကလည်းတိဘက်ရဲ့သဘာဝအလှကိုပိုမိုပြည့်စုံစေပါရည်။ဤခဲ့တဲ့ရာသီဥတုနဲ့နှင်းနေဖုံးလွှမ်းနေတဲ့တောင်တန်းတွေကြောင့်လမ်းမဆက်သွဲအခက်ခဲမှုတွေဟာတိဘက်ကိုပြင်ပကဘာနဲ့အဆက်သွဲနေပါစေခဲ့ပြီး၎င်းရဲ့မူရင်းယဉ်ကျေးမှုကိုထိန်းသိမ်းထားနိုင်ခဲ့ပါရည်။ဘာသာတရားနဲ့ယဉ်ကျေးမှုထုံမွန်းနေတဲ့နှလုံးသားတိဘက်လူမျိုးတွေဟာတိဘက်ဗုဒ္ဓဘာသာကိုလွန်စွာယူသည်ကိုင်းဆိုင်သူတွေဖြစ်ကြပါရည်။မြို့တော်လာဆောင်မှာရှိတဲ့ပူတာလာနန်းတော်ဟာတိဘက်ရဲ့ဝိညာဉ်ရေးရာနဲ့ယဉ်ကျေးမှုဆိုင်ရာအမှတ်အသားတစ်ခုပါပဲ။ ၎င်းရဲ့ခန်းနာကြီးကျယ်မှုကကမ္ဘာလေခီးသည်တွေကိုအမြဲတမ်းဆွဲဆောင်နေပါသည်တန်ကပကြီကားရီဒိုင်းရင်စေးဝါးရီနဲ့ထူးခြားတဲ့ဘီတုကလက်ရာတွေဟာလေတိဘက်ယဉ်ကျေးမှုရဲ့အမွေအနှစ်တွေဖြစ်ပါသည်တိဘက်လူမျိုးတွေရဲ့နေစဉ်ဘဝမှာဘာသာရေးကအမြဲတမ်းအရေးပါတဲ့အခမ်းကဏ္ဍကနေပါဝင်နေပါသည်တိဘက်ဟာ900စုလောက်ခရီးကစတင်ပေါ်ပေါက်လာခဲ့ပြီးတစ်ချိန်ကအင်အားကြီးမားတဲ့အင်ပါယာတစ်ခုအဖြစ်ရပ်တည်ခဲ့ပူပါသည်1912ခုနှစ်မှာတရုတ်နိုင်ငံကနေလွတ်လပ်ရေးကြေညာခဲ့ပေမယ့်1950ခုနှစ်မှာတော့တရုတ်နိုင်ငံရဲ့အုပ်ချုပ်မှုအောက်ကိုကြာရောက်ခဲ့ရပါသည် 1959ခုနှစ်မှာဖြစ်ပွားခဲ့တဲ့တိဘက်အုံကြွားမှုကြောင့်ဆက်လီစက်မြောက်ဒလိုင်းလာမာဟာအိန္ဒိယနိုင်ငံကိုထွက်ပြေးခဲ့ရပြီးဒီကနေ့အထိတိဘက်ရဲ့အုပ်ချုပ်ရေးကိစ္စတွေဟာရှုပ်ထွေးနေသေးပါပြီ။ခက်ခဲတဲ့ပထဝီဝင်အနေအထားရှိပေမဲ့တိဘက်ရဲ့အထူးခြားဆန်းပြတဲ့ယဉ်ကျေးမှုရင်သက်ရှုမောပဲတဘာဝအလှပါတွေကြောင့်ကမ္ဘာလေခီးသည်တွေအဆက်မပြတ်စိတ်ဝင်စားနေကြပါလိမ့်။လှပတဲ့ဘုံကြီးချောင်းတွေစိမ့်လန်းတဲ့တောင်နှင်းတွေကြည်လင်တဲ့ရေကန်တွေဟာတိဘက်ကူလာရောက်လေပတ်သူတိုင်းရဲ့စိတ်နှလုံးကိုဖန်ဆားနိုင်စွမ်းရှိပါလိမ့်။